မျိုးတွေမင်္ဂလာပါဗျဒီနေ့ဟာ17ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျမင်္ဂလာအားလုံးဦးဇင်းလဲဦးဇင်းကထင်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါတော့เนาะတပြီမှ live မော်ဒီအထက်မတင်ပြဘူးဗျာเนาะညကလည်းဦးဇင်းဟာနေပြီးတော့ဒါ3နာရီလောက်က3နာရီ4နာရီလောက်ကသွားတယ်သွားပြီးမှတွေ့ကြရှိရတဲ့ဒီနေ့ဒါ guide နဲ့တွေ့ဆုံပြီးမှ နော်သွားတဲ့နေရာသွားသွားပေါ့နော်မနေ့ပြန်ရောက်လာတယ်ပေါ့နော်မနေ့စစ်စစ်စားရလောက်ကြပြန်ထွက်လာအဲ့တော့အခုကတော့ရွက်ောက်ဝဲနဲ့ပတ်သက်ပြီးမှဘုန်းကြီးတွေစီယုံနေတယ်ဘုန်းကြီးတွေကိုအဆန့်ပြပြီးစီယုံခိုင်းတယ်ဆိုပြီးမှဟုတ်လားဦးစင်းရဲ့ပူလေးနဲ့ဟိုဘက်ကအကြဖက်အုပ်စုကနေပြည့်ဖြည့်အုပ်စုကနေမှဝါရဖြန့်နေရည်လဲတွေ့မှာပဲနော်ဦးစင်းတို့ကဘာဖြစ်လို့ဒီလိုစီယုံပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်လို့ဒီလိုပြောပြည်သူတွေ ရွေးမမှာဆိုလို့ပြူတွေလမ်းကြောင်းလွဲမှာဆိုလို့အဲ့တော့ဦးဇင်းတို့ကလောက်တက်ကင်တတ်တဲ့တူတွေတိုင်းပြည်ကိုတိုးတက်အောင်လုပ်ပေးနေတဲ့တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့တိုင်းပြည်ကိုပြုတ်ပြအောင်လုပ်ပေးနိုင်တဲ့တူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးဦးဇင်းတို့ကဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ဗျ နော်ဦးဇင်းတို့ကအခုမှပြောခဲ့တာပေါ့နေဒီဆိုးကလက်ထက်၃ကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့ရည်ချင်းကိုကြည့်လောက်တက်ကိုင်းရတဲ့ရည်ချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲနေဒီဆိုးကလက်ထက်တော့ဟာပုတ်တင်ညူရဲ့အပြိုလိုချင်းကောင်းကျင်ဆိုတဲ့လူစီကိုလည်းသမတပိပတ၄ထက်အမတ်လည်းရွေးချယ်ခဲ့တာပဲမတာဝင်းပြန်ရတော့မအေးမတာကမရှိတော့ဒီတဲ့မတာနဲ့လက်ချင်းပြန်ရတော့ဘူးလက်ဆိုတရားမင်းစင်းပြန် ကျွန်တော်တို့ကတဲ့ဘူးလိုက်ကြီးပြောတယ်ကံကောနယ်မှာတော့ကဒေါအောင်စားစုကြည်နဲ့ပြိုင်တာမဟုတ်ဘူးတဲ့ဘုကျော်အောင်စန်းနဲ့ပြိုင်နေရတာတဲ့အကြမ်းစင်ပြိုင်တော့မနိုင်ဘူးတဲ့နော်ဂျာမင်းစင်တော့မပြိုင်တာမှန်နဲ့နော်အရေးချင်းပြီးတော့တည်းလုံးရင်ကရင်အရေးရေးရှိလို့မဲပေးကြတာမဟုတ်ဘူးအဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရလို့ဒီကရင်မရှိတော့အခုမဲပေးခဲ့တဲ့အတွက်ကြောင့်တွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ် နိုင်ငံခြားရာအကြံပေးတရားချုပ်ခေါ်ခဲ့လာခတိုင်းပြည်ရဲ့ဘန်နာကြီးအကုန်လုံးဖြုံးပြီးခဲ့တယ်မဟုတ်ကဟုတ်ကအကြံတွေပေးပြီးတော့ခင်ရဆိုင်ခဲ့လူတော်တွေမှာပြောရတာဖေဖေတီဆောင်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးเนาะမနေခဲ့ဘူးတပ်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြအောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမအောင်ရောက်လမ်းကြောင်းကိုဖြောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဦးတန်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်သွားအခုလက်ရှိအနေအထားမှာလဲကြည့် ဒီမိုကရေစီတမတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကင်မထားခြင်းနဲ့အတွက်ကြောင့်လွတ်တော်တစ်ခုကိုဖြစ်မြောက်အောင်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်ခင်ဗျားတို့ဥဒင်ဦးကြီးကလည်းတမတော်ရာကြီးပဲခုထောင်ထဲအင်းစိန်တဲ့အိုးဘုထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမတော်ရာကြီးပဲအဲ့ဒီထဲမှာတမတော်ရာကြီးအများကြီး အများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူးဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအကုန်လုံးထဲတာလဲဘာလို့ပြိုင်ခိုင်းတာလဲသူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုတ်ပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့ တိုင်းပြည်ကိုဖြောင်းဖြောင်းမတ်မတ်ဖြစ်အောင်လှုပ်လှုပ်ဆောင်ပေးနေတာဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာခက်ခဲတွေကြားမှာမြန်မာနိုင်ငံကြီးလွတ်တော်ဖြစ်လဲအများကြီးပြပြအောင်ပါဒါမှမနဲ့မပြောင်းလဲဘူးဖြောင်းဖြောင်းဝမ်းမတ်မလှုပ်နိုင်ဘူးမပြုတ်ပြင်းနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံးတက်ပေးမယ်လမ်းမော်ကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေက လားဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုလုံးပြတာပဲလုံးပြတာတယ်ပြုပြောင်းလဲအောင်လုံးပြနိုင်ခဲ့တာပဲညင်းပယ်လို့မရအောင်ဥဒိန်စင်တိုင်းပြည်ရဲ့အတွက်ဘာနာဝင်အကျွေးလေးရှော့ဖို့အတွက်ကိုသမရတယောက်အနေနဲ့ စင်ကူနိုင်ငံသွားတော့လည်းကြီးတဲ့စားခင်ဗျတိုင်းပြည်အတွက်ဘူးသူဘယ်လောက်နဲ့နာခံခဲ့ရလဲတမတော်ရာဟောင်းကြီးတွေအများစုအများစုအကုန်လုံးအကျုံမဆိုးနိုင်ဘူးနော်ဘိုလ်ချုပ်တွေအများစုဒီညီလူတော်တွေဝင်လာတယ်ဆိုဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တမတော်ကိုပိဆက်နေကြတာပဲရှိရအနစ်နာခံနေကြတာပဲရှိရခင်ဗျအကုန်လုံးလိုက်ကြည့်တို့တွေအေးစစ်စစ်နေလို့ရတယ်ဒိန်ခိုင်းပြီးနေလို့ရတယ်သူတို့အတက်ရွံ့နေတယ် ဒါကြောင့်ဦးစင်းတို့ကဟုတ်လားတိုးပြီးတယ်စီးယုံပြီးတယ်ဒီတမ်းတော်နဲ့ဘသူကအဆင်ပြေအောင်ပေါင်းနိုင်တယ်လေဒီနိုင်ငံမတိမငိမ်ဖြစ်နေတာလို့တော်ရောက်တဲ့ခါမှာတမ်းတော်နဲ့အဆင်ပြေအောင်တမ်းတော်နဲ့ညီညွတ်အောင်ဘသူတွေကပေါင်းနိုင်တယ်လေဘသူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လေလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာအဲ့လိုစီးလုံးနေမှာတိုင်းပြည်ကတိုးတက်မှာတောင်းလဲမှာသောမြောက်ပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာနော် ါကြောင့်မလို့ဦးစင်းတို့ဟာကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်မမတ်တွေအားလုံးရွေးချယ်ပေးနေရမတကားကြီးဦးခင်ကြီးတို့ရွေးသိရှိတယ်တကားကြီးဦးတင်ဦးလွင်တို့ဟုတ်လားအများကြီးပါပဲအခုဦးခမရတကားကြီးဦးမြတ်ထွန်းဦးတို့ပြေဦးလွင်အောင်မေတာသာမာဆိုလို့ရှိရင်ဘူချုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခမရဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာအများကြီးရှိသေးတယ်စကိုင်းမှာဆိုလဲမှကြည့် ဘုတ်ကျုပ်တက်ပုံတို့ဒုတိယဘုတ်ကျုပ်ကြီးတက်ပုံဟုတ်လားအစ်စင်းအများကြီးနော်ဒါကြောင့်မလို့သူတို့တွေဦးစင်းတော့ဟုတ်လားဘုတ်ကျုပ်များထင်မတွေ့ဘူးဗျအမြင်ဘူးဗျသူတို့ရဲ့လောကကြီးသူတို့ရဲ့စီယုံကြီးကိုတိတယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘုတ်ကျုပ်ဒေသကြောင့်မတိဘူးမတွေ့ဘူးဒါပေမဲ့သူတို့တမိုင်းကိုဦးစင်းတော့လေ့လာတယ်ဘုတ်ကျုပ်တက်ပုံအဲ့သူတို့တမိုင်းကိုလေ့လာတယ် ဒဂါယဥတည်ဥလွင်လို့ဥစဉ်တို့စကားပြောဦးတယ်လေဒဂါယဥခိခဏခဏစကားပြောဦးတယ်ဒီလူတွေနဲ့ဆက်ဆံအောင်မြင်မှုတယ်ဒီလူတွေနဲ့ထိတွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဥစဉ်တို့တည်ရဲ့လေအများကြီးပါဗျာနော်အဲ့တော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းခြားခြားပါတီရဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဦးဇင်းတို့ဝေဖန်တုံးတက်အောင်ပါဘယ်သူမှမဦးဇင်းတို့လှူလို့မဟုတ်ပါဘူး လူလဲမလူပါဘူးဗျအဲ့လောက်ထီလဲလူတို့တွေလိုက်ကန်းဆုံးတိကျတူတင်မဟုတ်ပါဘူးဗျာနော်ငါတို့ပြောပြပါတယ်ငါတို့ပေါက်ကူတော့ကြောင်းတော့တွားငါစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တော့တတ်မလို့တိုင်းဝယ်မရှိပါဘူးနော်ပေါက်ကူတော့ကိုယ်တိုင်ရတာတွားလူနေကြီးဖြစ်ပါတယ်ဗျာနော်ကထိန်ရတဲ့မှာတော့ဥစဉ်တော့ဘကူတိုင်းနဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပ်ပေါ့ဗျာညောင်ချိုးကြောင်းပို့ပေးတဲ့ရိတ်ခါကိုကြောင်းပို့ပေးတဲ့တိန်းတရာကျိုးရောင်းပို့ပေးတဲ့အာအဲ့ပြမှာခုစတားလင်းလို့တဲ့ရောင်းဝဲမယ် ။ညောင်ဝယ်မယ်စတားလင်းပေးပြီဟုတ်လား။ညောင်ဖို့ပေးမယ်။ပေါ့ဥစဉ်စီရပဆန်ကလည်းပြီးသူလူထွားတဲ့တမတော်ချင်းမြတ်နိုးလူနဲ့ပြီးသူလူထွားတဲ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဥစဉ်တို့ကတာတိုင်းပြည်ဆိုဘာဖြစ်လို့ဥစဉ်အဲ့လိုထောက်ပံ့နေရလဲ။အများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော်ကတော့ဒီပုံစံဒီနေသားနဲ့ခင်ဗျားတို့မမြင်ရပါဘူးဥစဉ်တို့ကလည်းအပြစ်ပြစ်ခံပြီးပြောနေရပါတော့ ဥစဉ်တို့ဒီလိုအချို့ဟာတွေပြလိုက်လို့အပြစ်ဖြစ်တယ်ဆိုတာသိပါတယ်ဥစဉ်တို့ကလေးကလေးကဝတ်လာတာဟိုပြည့်ရဒီကလေးကလေးကတင်းလာတာပါစတုံးနေတာလည်းတင်းခန်းစီလာတယ်အခုဥစဉ်တက်40တဲ့နော်ဒါလေးမျိုးပြည်သူများအားလုံးသိစေချင်ပါအားလုံးပါပါ